တနင်္သာရီတိုင်းမှာပြီးခဲ့တဲ့မက်ချ်လာအတွင်းစစ်ကောင်စီတပ်နဲ့လက်နက်ကိုင်အဖွဲ့တွေရဲ့ဖမ်းဆီးတပ်ဖြတ်မှုကြောင့်အယက်သား12ဦးသေဆုံးခဲ့ရပြီး300ထံမှနေဖမ်းဆီးခံခဲ့ရတယ်လို့ဒေသရင်းသူတေသနာအဖွဲ့ဖြစ်တဲ့ FIFA တနင်္သာရီကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မက်ချ်လာတလာအတွင်းတနင်္သာရီတိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်တပ်ဖြတ်မှုတွေကြောင့်အယက်သားတွေသေဆုံးခဲ့ရတာဖြစ်ပါတယ်။ ။ဒေသုံးမှုတွေဟာတိုက်ပွဲပြင်းထန်နေတဲ့တနင်္သာရီမြို့နယ်တိန်ခွန်ကျေးရွာအနီးတစ်ဝိုက်မှာစစ်ကောင်စီတပ်ကရက်ရှည်စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေကြရပြီးအများစုဟာလက်နက်ကြီးပစ်ခတ်ခံရတာကြောင့်ဒေသုံးခဲ့ရတာဖြစ်ပါတယ်။ ်စစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်စရဲတင်းမာနေတဲ့တနင်္သာရီမြို့နယ်မှာအရသာပြည်သူ၈ဦးအထိတေဆုံးခဲ့တယ်လို့ F5 တနင်္သာရီရဲ့တာဝန်ရှိသူတဦးကတန်လွင်ထားမှုပြောပါရယ်တပ်ဖတ်မှာလည်းတော်လန်ရေးအင်အားစုရဲ့ဒလန်ရှင်းလင်းရေးကြောင့်ပလောမြို့နယ်ပြူစောထီးကောင်းဆောင်တဦးနဲ့အုတ်ချုပ်ရီမှုတဦးတေဆုံးခဲ့တယ်လို့ဆိုပါရယ်ဒါပြင်စစ်ကောင်စီတပ်ကအရသားတွေကိုအကြောင်းအမျိုးမျိုးပြပြီးဖမ်းဆီးခဲ့သူဦးရေ334ဦးထပ်မံရရှိခဲ့ပြီး63ဦးပြန်လွတ်လာခဲ့တယ်လို့ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့3နှစ်တာကာလအတွင်းတနင်္လာရီတိုင်းမှာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတပ်ဖြတ်မှုကြောင့်အပြစ်မဲ့အရသာပြည်သူ823ထံမှနေတေဆုံးခဲ့တယ်လို့ FIFA တနင်္လာရီရဲ့အစီရင်ခံစာအရသိရပါဗျ။